ကဲဒီနေ့မှာတော့ကျွန်တော်ကဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမားဒါလီဝန်ဒေါစကီယာဆိုလို့ရှိရင်အခုအချိန်မှဒါအသက်အရွယ်လည်းရလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဘာစီလိုနာအသင်းဘက်ကတော့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်အဲ့ဒါကဘာလဲဆိုတော့လာမယ့်နေရာဒီမှာလီဝန်ဒေါစကီကဘာစီလိုနာအသင်းနဲ့စာချုပ်တက်တန်းကုန်တော့မယ်အသင်းဘက်ကသူ့ကိုစာချုပ်တက်တန်းမတိုးတော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်ပြီပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီနောက်ထပ်အသင်းကနေထွက်ခွာဝင်ပြုမယ်ပေါ့အဓိကတော့အသင်းကနေထွက်ခွာဝင်ပြုမှာဖြစ်တဲ့ကြောင့်မလို့လီဝန်ဒေါစကီအနေနဲ့ကျွန်တော်2026နေရာဒီမှာအသင်း င်းကနေပြီးတော့အလွတ်နဲ့ထွက်ခွာခွင့်ရရှိမှာပဲဖြစ်ပါတယ်။ကျွန်တော်ဘယ်အသင်းတွေကိုရောက်ရှိသွားမလဲ။ပြီးလို့ရှိရင်ဟန်စီဖလစ်အနေနဲ့ဒီလီဝန်ဒေါစကီနေရာမှာဘယ်လိုပုံစံမျိုးနောက်ထပ်တခြားကစားသမားကိုအစားထိုးသွားမလဲပေါ့။ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်။ ကျော်လီဝန်ဒေါစကီကကျော်ဘိုင်မြူးနစ်အသင်းကနေအောင်မြင်မှုများစွာနဲ့ကျော်ဒီအောင်မြင်ဘိုင်မြူးနစ်မှာသူ့ရဲ့လုံးဝ prime time ပေါ့ဘိုင်မြူးနစ်ကနေပြီးတော့အကြပိုင်းရောက်တဲ့အချိန်မှာဘာစီလိုနာကနေပြီးတော့ကျော်အလွတ်နဲ့ကောက်ခေါ်လိုက်တယ်အလွတ်300ဒီကစားပြီးသွားတဲ့အချိန်မှာ200ဒီချန်ပီယံဒါအမှတ်ပေးချန်ပီယံဖြစ်တယ်တရာဒီကဒုတိယရရတယ်ပြီးလို့ရှိရင် ရာသူ့ရဲ့ဒီ300ဒီကစားသွားခဲ့တဲ့ရာဒီတိုင်းမှာလဲဒါအကောင်းဆုံးတော့ကိုဆိုတာစင်းမှာအများတန်းပါဝင်ထားနိုင်ခဲ့တယ်။ဒါကလည်းသူအသက်မကြီးသေးဘူးဆိုတာကိုသူလုံးပြနိုင်သေးတယ်ဆိုတာကိုတက်တည်ပြတာတခုပဲ။ဘာစလိုနာအသင်းကလည်းလီဝန်ဒေါစကီကြောင့်ဒါဒီအောင်မြင်မှုတွေရရှိလာတယ်လို့လည်းပြောလို့ရတယ်။နောက်က ရာမယ်တို့လူဝန်ဒေါစကီတို့ရဲ့ဒါစပိုတင်ကောင်းမှုတွေကြောင့်လည်းပါကောင်းပါလိမ့်မယ်သူရဲ့ကိုပိုင်ရည်သွေးကလည်းရှိနေသေးတာဖြစ်တဲ့အကြောင်းမလို့ဒါအခုလိုခြေစွမ်းမျိုးတွေပိုင်ဆိုင်ထားတာပါဒါမဲ့အသက်အရွယ်ကလည်းကြီးလာပြီဖြစ်တဲ့အကြောင်းမလို့ဒီဘာစလိုနာအသင်းဘက်ကတော့သူ့နေရာမှာနောက်ထပ် ပို့ပြီးတော့ကောင်းနိုင်တဲ့လူငယ်ကစားသမားတယောက်ကိုအစားထိုးဖို့အတွက်ကိုပဲဒါဆုံးဖြတ်ချက်ချလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်2026မှာလီဝန်ဒေါစကီကစာချုပ်တက်တန်းကုန်မယ်ကုန်ဆုံးတဲ့ခါကျလို့ရှိရင်အသင်းဘက်ကစာချုပ်တက်တန်းမတိုးတော့ဘဲနဲ့သူ့ကိုဘယ်အသင်းတွေကစိတ်ဝင်စားနေလဲဆိုလို့ရှိရင်ကျွန်တော်လက်ရှိ sorry club တော်တော်များများကဒါမျက်စိကျနေပေါ့ဒါ sorry ကိုလည်းရောက်သွားနိုင်လို့တခြားဒီအသင်းငယ်လေးတွေကိုလည်း ရောက်လာနိုင်ပါတယ်။ဟုတ်ပြီကျော်လီဝန်ဒေါစကီကဘာစီလိုနာကထွက်သွားပြီသူ့နေရာကိုဘယ်သူခေါ်มาလဲ။ဘာစီလိုနာရဲ့အခုလက်ရှိအနေအထားကတန်ကြီးဟိုပေါင်တန်း90ကျော်သုံးပြီးတော့ဝယ်နိုင်တဲ့ကစားသမား မရှိသေးဘူးအဓိကပြောချင်တာပတ်သက်မတုံးနိုင်သေးဘူးဗျာဘာဆိုရင်ကမတုံးနိုင်သေးဘူးပြီးခဲ့တဲ့ရာသီတုန်းကတော့ဒီလိုမျိုးတိုက်စစ်မှုလိုချင်တာအဲ့ဒါတော့မှ raffle တယောက်ကိုပဲအငားပလက်အပီးသက်ပုံစံမျိုးနဲ့ပဲကျော်ခေါ်ထားနိုင်ခဲ့တယ်အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့အများဆုံးဗျာဒီ Lewandowski နေရာမှာသူတို့လုံနိုင်တာဘာရှိမလဲဆိုတော့ဒီ Bayern Munich သူတို့စိတ်ဝင်စားနေတဲ့အခုလက်ရှိ Dortmund အသင်းရဲ့တိုက်စစ်ကစားသမား Grassi ပေါ့ Grassi ရှိရယ် Grassi က Stuttgart မှာတည်းကဒီကောင်းတာပေါ့ Bundesliga ရဲ့ကျော် twin goal အများဆုံးစုကို ဒါရရှိသွားခဲ့တာပေါ့အဲ့နှစ်မှာစတူကတ်ကတော်တော်လေး strong နဲ့ကျွန်တော်ချန်ပီယံလိဝင်ခွင့်လည်းရချန်ကန်လိကစားခွင့်လည်းရခဲ့တယ်ပေါ့အဲ့ဒီနှစ်မှာပဲဘိုင်မြူနစ်ကအဲ့ဒီနှစ်တုန်းကသူ့ရဲ့စာချုပ်ဖြတ်သိမ်းကြီးက17တန်းပဲရှိတယ်။အဲ့ဒါအောင်မှာအဲ့အချိန်တုန်းကဒါဘာစီလိုနာကဝိလေချောင်းပဲလုပ်ပြီးတော့မခေါ်လိုက်ပဲနဲ့အဲ့အချိန်မှာဒေါ်မွန်ကဖြတ်ခေါ်သွားပြီးတော့ပြီးခဲ့တဲ့ရာသီဒေါ်မွန်အသင်းရဲ့ဒါအတွင်းကိုအများဆုံးကစားသမားလည်းဖြစ်လို့ချန်ပီယံလိတော့ကိုဆိုတာမှလည်းဒါထိတ်ဆုံးမှာရက်တီထားနိုင်ခဲ့တယ်ပေါ့အဲ့လိုမျိုးကစားသမားတော်တော်လေးနှမျောဖို့ကောင်းတယ်အခုဆိုလို့ရှိရင်တော့ ဝယ်မယ်ဆိုလို့ရှိရင်တန်း90တန်း60ဝင်းကျင်လောက်ပေးနေရပြီအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့သူ့ကိုမဝယ်ဘဲနဲ့နောက်ဆုံးလှုပ်လို့ရတာဘာလှုပ်လို့ရလဲဆိုတော့ Rashford ကိုပဲကြောအပီးသက်ဝယ်ယူပြီးတော့တိုက်စစ်နေရာမှာ Ferran Torres နဲ့လှည့်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်။ဘာလို့ဆိုအခုနောက်ပိုင်းပွဲစဉ်တွေကိုကြည်လိုက်ကြောရာမင်နာနေတယ် Rafinha နာနေတယ်သူလှည့်ပြီးတော့သုံးနေရပဲ Ferran Torres ကိုအထောင်ထားလိုက်ကြော Rashford ကိုအထောင်ထားလိုက်နဲ့ ျော်အမြဲတမ်းလှည့်ပြီးတော့ကစားခိုင်းတယ်တလဲစီကစားခိုင်းတာပေါ့ကျွန်တော်ကျွန်တော်နေရ raffle ကဒီဝမ်ဘတ်မှာလဲကစားနိုင်လို့ force နိုင်လဲကောင်းကောင်းကစားနိုင်တဲ့ player တယောက်ဖြစ်တဲ့ကြောင့်မို့လီဝန်ဒေါစကီနေရာမှာအစားထိုးနိုင်မယ်ကစားသမားကတေချာပေါ့ rushfo ကဖြစ်နိုင်တယ်ဗျာဒါ rafinha တို့ဒီရာမယ်တို့ပြန်ကောင်းလာခဲ့မယ်ဆိုလို့ရှင်ဒီဘက်ဝမ်ဘတ်မှာ rafinha ဒီဘက်မှာရာမယ်အဲလဲမှာ olmo နဲ့တိုက်စစ်မှာ rushfo ထားလို့ရတယ်အဲ့လိုများမဟုတ်ဘဲနဲ့ rushfo ကိုဝန်ထုတ်ချင်မယ်ဆိုလို့ရှင် rafinha ကိုအထောင် ထားလိုက်လို့လည်းဒါရတာပဲ Hansi Flick ရဲ့ကြိုက်တဲ့ပုံစံလုပ်လို့ရအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ Rashford ကိုတေချာပေါက်ကျော် United ကနေပြီးတော့အပိသက်ဝယ်ယူဖို့ကတော့အရာကိုင်းတော့တော်တော်များသွားပြီ Lewandowski ကအလွန်နဲ့ထွက်မှာဖြစ်တဲ့ကြောင့်မလို့ဒီပုံစံတိုင်း ဒီသွားလိုက်မယ်ပေါ့ Hansi Flick ကလည်းကျော် DRD မှာကျော်သူရဲ့အမှတ်ပေး Champion ဖြစ်ဖို့အတွက်ကော Champion League မှာကျော်ဒီတန်းတစ်ခုထိရောက်အောင်သူတို့လှုပ်ပြမှရမယ်ပြီးခဲ့တဲ့ရာသီတုန်းကလည်းနာမည်ကြီးထမင်းငတ်ဖြစ်ခဲ့တာပါပြီးခဲ့တဲ့ရာသီတုန်းကစောင့်ရမ်းကောင်းတယ် Barcelona စောင့်ရမ်းကောင်းပြီးတော့အဲ့လိုမျိုး Champion League မှာထွက်ခဲ့ရတာတို့ပြီးလို့ရှိရင်ဒီသူတို့ပြည်တွင်းဖလားပြိုင်ပွဲတွေမှာဘာမှမဟုတ်ဘဲနဲ့ရှုံးလိုက်ရပြီးတော့ထွက်သွားတာမျိုးတော်တော်နှမျောဖို့ကောင်းတယ်မဲသူတို့ ပြီးခဲ့တဲ့ယာဒီဝက်ကြော်ကြော်လောက်သုံးပုံပုံနှစ်ပုံလောက်မှာတော့ဘာစီလိုနာအသင်းကချန်ပီယံလိဖလားလေးလုံးလမ်းကြောင်းပေါ်မှာပြေးနေတာအဲ့ဒါအောင်မှာဖလားတစ်လုံးပဲရအောင်ယူသွားတာဆိုတော့သူတို့အနေနဲ့ဒါသူတို့ရဲ့ပေါ်စားမှုလို့လည်းပြောလို့ရတယ်လိုအပ်ချက်တွေရှိသေးတာကြောင့်လို့လည်းပြောလို့ရတယ်အဲ့လိုမျိုးအမှားမျိုးဒီယာဒီမှာထပ်မဖြစ်အောင်အကောင်းဆုံးဒါဟန်စီဖလစ်အနေနဲ့ဒါပြင်ဆင်တင့်တယ်လို့မြင်ပါတယ်။ကျုပ်ဒီလူမွန်ဒေါစကီက2026နွေရာဒီမှာ ီဘာစီလိုနာအသင်းကနေပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားမှာပဲဖြစ်ပါတယ်။အဲ့လိုမဖြစ်ရအောင်ပရိသတ်ကြီးအမြင်မှာလင်ဝန်ဒေါစကီအနေနဲ့တခြားဘယ်ကလပ်တွေကိုရောက်ရှိသွားမလဲ။ရာဖိုးကိုကောအပိသက်ခေါ်ယူလိုက်မယ်ဆိုလို့ရှိရင်တိုက်စစ်ပိုင်းမှာလင်ဝန်ဒေါစကီတပ်ပို့ပြီးတော့အလုတ်ဖြစ်နိုင်မှာမလား။ ပရိသတ်ကြီးရဲ့အမြင်ကိုကျွန်တော် comment မှာဝင်ရောက်ဆွေးနွေးပြသကြပါအောင်အဆုံးနေဝင်ရောက်ရှိပြကြရဲ့ပရိသတ်တယောက်ရှင်တိုင်းကိုထူပဲကြည့်ဦးတင်ရှိပါတယ်အားကစားသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရဲ့ကျွန်တော် MM Media ရဲ့ Facebook YouTube TikTok တို့ကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးဘွဲ dialogue ကြီးစုခြင်းနဲ့ပရိသတ်များအနေနဲ့လည်း www.mmmedia.stream မှာအခမဲ့ dialogue ဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်တို့ရှင်တင်ဆက်သူကိုဆွဲပါ Thank you.